မင်္ဂလာပါခင်ဗျာမြို့သားပညာဝန်ဆရာကြီးဦးဖိုးကျရဲ့အယက်သမားဆိုတဲ့ဝတ္ထုတူလေးကိုဖပြပေးချင်ပါတယ်ခင်ဗျာအယက်သမားအင်းစိန်မြို့နေကျောင်းဆရာမမဆင်သည်ဆရာနဲ့ဆရာဖြစ်စာမေးပွဲကို အောင်မြင်ပြီးရန်ကုန်မြို့ကျောင်းတကျောင်းတွင် အလုပ်လုပ်နေရာတနေ့၌ညနေလောကယထနဲ့ပြန်လာခဲ့၏ လူစည်းသောတွဲတွင် လူမများလားမနီမဝေခုံတွင်ဘိုးစရောက်ခေါင်းဆုပ်ဖွာနှင့်အဝဆားမတက်ရက်သော လူရွယ်ရွယ်တယောက်ပါ၏အသက်က24နှစ်လောက်ရှိ၍ဆီယာမကမဆိုင်အောင်34နှစ်ငယ်ပုံရသည်တမိုင်းဘုရားအနည်းသို့ရောက်တော့အခါလက်မှတ်စက်တက်လာ၍လက်မှတ်ဆရာ မကြမီပင် ထိုလူကို ယထာခိုစီသည်ဟုဖန်လေသည် မလိုက်ဘူးလိုက်ရမယ်ဟုငင်းခုန်နေစဉ်မတ်စင်ကဝင်၍လက်မှတ်ဆက်အားမိမိကပင် ကြားတင်သောလက်မှတ်ဖိုးငွေကို ပေးပါမည်ဆို၍လက်ထက်သို့ငွေထည့်ပြီးလက်မှတ်ဆက်ကိုလွှတ်လိုက်လေသည်ရှင်ဘာဖြစ်လို့ယထာကိုစီတာလဲပတ်စံမရှိလို့အော်အော် ပတ်ဆက်မရှိရင်ကိုးစီရရောလားဟုဆရာတန်ဖြင့်ခတ်တန်ထန်မေးလေသည်ထိုယောက်ျားပြူကဘာမှ ပြန်မပြောဘဲမျက်နာအောက်ချကအောက်သို့တူတူလေးလုံနေသည် အတန်ကြာမှမတ်စိန်ကဆက်၍ဘဲသွားမလို့လဲသွားချင်တာကတော့ပြင်းမြို့ရောက်အောင်သွားချင်တာပဲအင်းစိန်မှာတငငချင်းတယောက်ရှိလို့ပတ်စံကလေးများရမလားလို့ အင်းစင်ကိုဆင်းမလို့ပြေကိုဘာလုပ်မလဲအလုရှာရအောင်ရှင်ဘာလုပ်တတ်တလဲပညာဘလောက်ထိသင်ဘူးတလဲယောက်ျားဘူသည်ဆံမမျက်နာကိုတစ်ချက် မောကြည့်ပြီးဘာမှပြန်မပြောဘဲငုံ၍နေလေသည်ဒီလူဟာဘဲ့နေလေမင်းနေရာမပြောတတ်ဘူးလားရှင်းနမယ်ဘသူလဲဟုတ်တပည့်တို့ကိုငောက်နေကြအတိုင်းခက်ငောက်ငောက် မေးလေသည်ထိုလူပြိုသည်နမယင်းကိုမပြောဘဲလိန်ပြောမိဟုကြံထားတော်လဲဆ iam မဤတီကြည်စူးရှာသောမျက်လုံးတို့ကိုမြင်၍ဘာဖြစ်သွားသည်မသိရဘာမြစ်ဟုတန်ထွက်လေသည်ရှင်ဘာဖြစ်ဖြစ်လုံးမလားထိုအခါအနှက်ငယ်ပြုံးရှင်လာ၍ဟုတ်ကဲ့ဘာမှမစို့စူးစမ်းပါမယ်ဟုဖြေကြားလိုက်လေ၏ကောင်းပြီကျမက အတော်တယောက်နဲ့နေတယ်ယောက်ျားအဖေါ်အလော်တယောက်အကူကြီးဆိုသလိုရစီတော့ကျမတို့စီမှာနေမလားပန်းပင်တို့ဘာလို့ရေလောင်းကျမအတော်ကို ကူညီညာလို့ဆိုသလိုပေါ့ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကအစွမ်းကုန်လုပ်ပါမယ်တို့နဲ့အင်းစိန်ဘူတာတို့စိုက်လာ၍ဘာမြစ်ဒီကြပြာကြာထကဆ iam မဤတီတို့လွဲဤတို့ကို ကောက်ယူလေ၏ဆ ्याम ကနင်ပစေကျမနိုင်ပါ रे ဆိုတော့လဲဘာမြက်က အတင်းစုပ်ကင်ထားသဖြင့်လူယူရန်လဲမတင့်လျော်သည်နဲ့ဆ ्याम ကလက်လျှော့ပေးလိုက်ရလေ၏အင်းရွေအတော်အားအလုံးစုံပြောကြပြီးမိမိတို့အိမ်ဘေးရှိ မာလီချန်တဲကလေး၌နေစီသည်မဆိန်တို့အိမ်မှာဘူတာယုံနဲ့မနီမဝေလမ်းကြားထဲတွင် ရှိသည်တတတထအိမ် တဏီမိုးချံပတ်လေရှိသည်ခြံတွင်၌ဟင်းသီးဟင်းရွက်ပင်အလပန်းပင်များရှိသည်ပါမျက်သည်ယခု အသက်24နှစ်အထိယခုနေရာယခုအလောက်တကားမှပျော်မွေ့ခြင်းမရှိခဲ့ချေနနဆောဆောထား၍ခြံတွင်းရှိရေများမှတောက်ရီတုံးရီတို့ကိုခတ်၏ခြံတွင်းချစ်တက်ပင် နွယ်ပင်ပန်းပင်တို့ကိုရေလောင်သည်ထို့ကြောင့်လဲ မတ်စိန်တို့အိမ်ကို ရေပေးနေကြပနီဝါလာဂန်ဂရာဤမနာလိုမုံထားခြင်းကိုခံရသည်မတ်စိန်ဤတော်ချက်ရပြုတ်ရ၌လဲကိုညီတိအပြင်ဈေးဝယ်ပင်သွားလိုက်နိုင်သည်သည်မတ်စိန်ကြောင်းတက်ချိန်၌ဘုရားတို့လိုက်ပို့ခြင်းအပြန်ကြိုခြင်းကိစ္စတို့မှာလဲအမြောက်ပြစ်သော ကလာဤနာယီကဲ့သို့ပင်မှန်လေသည်မတ်စိန်တို့တူဝကြီးမှာ မောင်တယောက်တူတယောက်ရသည်ဟုကြည့်၏ဝမ်းသာနေကြလေ၏တို့ရာတွင်မတ်စိန်ကဗမျက်အားမျက်နာမှန်မှန်ပင်ထား၏အတော်လို့သူကပင် ဝင်၍ညီကအေးမျက်နှာထားကြီးနဲ့မနေပါနဲ့ဟုပြောရလေသည်ဗမျက်ဤနေရက်မိဘစသည်တို့ကို မေးတော်လဲမရချေပေတေတေလုံနေတတ်သည် ို့ကြောင့်လဲဆ iam မသည်အကဲအလေးကို အထုပုံမဂယူဆိုက်၍ကြည်တတ်သည်ဆ iam ကဇေတုံတနည်းသုံးဘဲတမတ်ပေး၍ဗားမြစ်သည်မကြမကြဆ iam ကိုတန်၍ရန်ကုန်ဘက်သို့လာတတ်သည် တခါတရံကြားဖောက်၍ဆ iam မတိဘဲလဲလက်တတ်၏တို့ရတွင်မိမိလုံနေကြအလုတ်ကိုကတစုံတရာလက်ဟင်းမခံချေ တခါတော့ထို့သူရန်ကုန်ဘက်သွားနေခိုက်ဆ iam မသည်ဗာမြီတဲယုံတဲ့သို့ဆင်းကြည်ရာမြန်မာသတင်းစာ အင်္ဂလိပ်သတင်းစာဟောင်းများကို တွေ့ရ၏နောက်တနေ့ဗာမြစ်သည် တကားပြေး၍အင်္ဂလိပ်သတင်းတစ်ခုကိုဖတ်နေရာဆ iam မကအပြင်ကချောင်းကြည့်၍ညင်ရမှအင်းအာခလူပါကလားဟုတ်တွေးထင်မိ၏ပြီးမှ န်လှုပ်ချောင်းဟန့်ပြီးဘာမြင့်တကားဖွင့်စမ်းနေကင်းကြီးတကားပြပြီးဘာလှုပ်နေလဲဟုမေးလေသည်ထွက်ခါဘာမြင့်သည်ကပြားကရာအယုတ်ပါသောမျက်နာသို့လှန်၍ဩကျွန်တော်အယုတ်တွေလိုက်ကြည့်နေပါတယ်ဟုပြန်ပြောလိုက်သည်ဆ iam မသည်ထမှန်စုံစမ်းလိုသည်နှင့်တနေ့၌မိမိဇွဲပေါ်တွင်အင်္ဂလိပ်စာအုပ်၃လေးအုပ်တင်ထားခဲ့ပြီလင် ចောင်းတည့်ရန်ဟုထွက်သွား၍အိမ်ဝအပြင်သို့ရောက်မှဩကိုဘမြေကျမစာအုပ်စပွဲပေါ်မှာမေးကြံရခဲ့တယ်။ကဗျာကရာပြေးပြီးယူပေးဆက်မှာစာအုပ်ကမာရီတန်လို့ခေါ်တယ်ဟုခိုင်းလိုက်သည်။ဘမြေမှာအမတ်တမဲ့ဖြစ်၍စုံစမ်းမှန်မသိပဲကဗျာကရာပြေး၍အလွယ်နဲ့ပင်သူအင်္ဂလိပ်စာအုပ်ကိုယူ၍ပေးလိုက်သည်။ဆီယမကပြုံး၍ ကျမမောင်လေးတော်သားပဲအင်္ဂလိပ်စာသင်မြန်မြန်တက်မှာပဲဟုပြောလိုက်ဤတခါဘာမြက်သည်တတိယတွေးမိ၍အင်းပထမနမည်ပေါ်တယ်အခုအင်္ဂလိပ်စာတက်တာဒုတိယပေါ်ပြန်ပြီငါတော့ဒုက္ခပဲဟုတွေး၍ပူပန်မိလေသည်အလောက်ကိုကြွေးမထားလင်ငယ်လှုပ်တက်သောမဆင်သည်ညနေထမင်းစားပြီးနောက် ကိုဘာမြင့်လာအောင်မေးစရာရှိတယ်ဟုခေါ်၍မိမိကဆရာမဘီဘီဇပွဲအနီးကလထန်အနီးတွင် ထိုင်ကဘာမြင့်ကိုတပည့်သူငယ်ကဲ့သို့အနီးတွင်မတ်တက်ရက်နေစေသည်ကိုဘာမြင့်မေးရင်မှန်မှန်ပြောမှာလားဟုတ်ကဲ့အင်းပြောရတာပေါ့အင်္ဂလိပ်စာဘယ်နဲ့တက်အောင်ခဲ့တယ်လဲ IA ဘယ်လောက်ကြာပြီလဲနှစ်နှစ်ကျော်ရှိပြီနှစ်နှစ်ကျော်တင်ဘာလုပ်နေတည်းအတန်ကြာတွေးနေပြီးမှဆရာမမျက်နှာကိုတစ်ချက်စိုက်ကြည့်၍ဘီကိုစစ်တင်နေတယ်ဆာမေဘွဲမအောင်ခဲ့လို့ IAT ဆာမေဘွဲကြားခဲ့ဘူးလားမကြားခဲ့ဘူးဘူး BA ကြားမှဘာဖြစ်လို့မအောင်ရတာလဲထိုအချက်ကိုဘာမြစ်သည်တစုံတရာပြတ်မဖြစ်ပဲ မျက်နှာအောက်ချ၍နေသည်။ကောင်းပြီ။မပြောချင်နေပါ။နှုတ်ဝိမဲ့ကျမဟာဘယ်လိုမိမ့်မစားဆိုတာသိတယ်မို့လား။ရှင်မပြောပေမဲ့သိအောင်စုံစမ်းနိုင်တဲ့မိမ့်မလို့မှတ်ပါ။ဒါပဲ။ gain သွားတော့။ဗမျက်သည်မိမိတဲဘက်သို့ခြေလှမ်းနှင်းနှင်းဖြင့်ရှောက်ခဲ့သည်။အင်းပထမနမဲဒုတိယအင်္ဂလိပ်စာတက်တာ။ယခုတတိယ အိုင်အောင်နာပေါ်လီပြီနောက်မကြခင်ငှအချင်းတွေပေါ်တော့မှာပဲပေါ်ရာကအရင်မကြည့်ဘူးပေါ်ရင်ငှောင်းနှင်ထုတ်မှာကရေးကြည့်တယ်ဟုစေအေးလက်မသာရှိရာဤဒီနောက်နှစ်လလောက်အကြာတွင်ဆီယမက ဖန်တီးကြံစီ၍မိမိလို့တော့ကြောင်းမှာပဲအထက်တန်းပြဆရာလုပ်ကိုခန့်ရန် စီမံခဲ့သည် ထို့သို့စီမံပြီးမ ဆီယမကကိုဖမြေအခုလှုပ်လို့ရမယ်ဒါအဆန်းလားဗျကျွန်တော်အခုလှုပ်လို့နေတာပဲမကျင်တတ်တာရှင်ပြောပါအိမ်လှုပ်ကိုပြောတာမဟုတ်ဘူးကြောင်းဆရာလို့လောရမယ်ဟိုက်ဟာဘလို့ချင်ပါဦးဗျာဆိုရအတော်မျက်နှာပြက်သွား၏အချောင်းကမိမိဆရာအလုပ်ရလျင်မိမိဤဇာတိအဖြစ်အပျက်အကျင့်စာရိတ္တတို့ပေါ်မြူကိုစိုးသောကြောင့် ဖြစ်သည်ဆင်ဆက်မှာကယခုလက်ရှိအလုပ်သည်လောကနိဗ္ဗာန်အကောင်းဆုံးအချမ်းသာဆုံးဟုထင်နေသောကြောင့်တည်းဘာမလို့ရှင်မူလဲလုပ်ရမယ်စကားမရှိနဲ့အလုံးပြောဆိုစီမံခဲ့ပြီးမလို့ဖျားဆင်းတဲ့ဆရာမရဲ့အခုလက်ရှိလုပ်ကို ကျွန်တော်အင်မတန်မြတ်နိုးပါတယ်အခုလုပ်လဲလုပ်ရမယ်ဆရာလုပ်လဲလုပ်ရမယ် ကျွန်တော်လူထဲကိုမတိုးပြရစင်တဲ့ဗျာကျွန်တော်ကိုတနာပါတနာလို့လူထဲတိုးအောင်စီမံခဲ့တာရှင့်လူထဲမတိုးဝင်တဲ့အကြောင်းလဲမပြောဘဲကိုဘာပဲဖြစ်ဖြစ် ရှင်အခုဆရာအလုပ်ကိုလုပ်ရမယ်မလုပ်ရင်အိမ်မှာမထားဘူးခက်ရှင်းရှင်းပဲခက်ဆက်ဆက်ပြောသည်ဘာမြင်မှာအတန်ကြံရကြက်သွားသည်အခြားအကြောင်းတို့ထက်ဆရာမကြီးအိမ်၌မနေရမီက အရေးကြီးဆုံးဖြစ်နေလေသဖြင့်မငင်းနိုင်တော့ပဲအခုခါတော့ဆရာမတို့ကနှိပ်စက်နိုင်တဲ့အခါကိုကျွန်တော်မငင်းအောင်ပါအောင်ဗျာခိုင်းလာလောအောင်မဲ့လူ ဖြစ်နေပါတယ်ဟုခဏတက်တက်ပြော၍တဲကိုဘက်သို့ခတ်ဆောင်ဆောင်နင်းသွားသည်နက်နက်ကြားရောက်ကာလဆရာမသည်တဲကိုသို့လာ၍ကဲဟောဒီမှာအဝတ်အစားတွေအခုမနဲ့ကြောင်းတက်ရမယ်ဆို၍မိမိဝယ်ထားသောပစိုးသက် ပဝါသက်အင်ဂျီသက်တို့ကို ပြည့်၍ပေးလိုက်သည်။ဗာမျက်ကားကြည်ယုံကြည်လိုက်မလှုပ်ချေဘူတာယုံတို့ သွားခြင်းကြ၍ဆ ्याम ကခေါ်သောအခါဗာမျက်သည် ရှင်းစဲအဝတ်အစနှင့်ပင်ထွက်လာခဲ့သည်။ထို့အခါဆ ्याम သည်ဒေါသစိတ်ထွက်လာ၍ဒါဘာလို့တားလဲ။ဘာဖြစ်လို့ကျမပေးခဲ့တဲ့အဝတ်အစတွေမဝတ်တာလဲ။ဘာဖြစ်လို့လဲ။လာအခုလဲရမယ်။ဆို၍ ပြောပြောဆိုဆိုနဲ့ဗားမြစ်ကိုအတင်းဆွဲ၍တက်ခုအတွင်သို့ခေါ်ခဲ့၏အတော်လို့သူကမြင်၍ဟဲမဲစိန်ကလည်းဒီလိုမလုပ်ပါနဲ့ဆို၍ဆင်းလာပြီလင်ဗားမြစ်ကိုမဆိန်လက်ထက်ကစွဲလူပြီးမှငါတူကလည်းကွယ်အလုတ်ကိုသွားရမှာပဲအဝစားလဲမှာပေါ့ဟုချော့နေစဉ်မဆိန်ကကဲယထာမမီပဲနေတော့မယ် အခုလဲဆို၍အင်ဂျီကို အတင်းချွတ်၍အတင်းဆပ်ပေးသည်ပစိုးကိုလည်းအတင်းချွတ်၍ဝက်ပေးမည်လို့ရာဗမျက်က ပြုံးပြ၍ဖဲပြာကျုပ်ပါတာကျုပ်ဝက်ပါမယ်ဆို၍တဲခုအတွင်ခန်းသို့ဝင်၍အဝတ်အစားဝယ်သည်ခေါင်းပေါင်းအုပ်ပေါင်းကိုယခုမတ်စိန်တို့အိမ်ရောက်မှပထမအကြိမ်ပေါင်းခြင်းဖြစ်၏ဝက်စားပြည့်၍ထွက်လာသောအခါတူဝီးနှစ်ယောက်မှာ အံ့အားတင်သွားသည် တောင်မာကော့လူမာအဝတ်ဆိုတဲ့ကဲ့သို့ယခုကဲ့သို့တံမာထွားချိုင်းခန့်ညသော လူလင်ပြူတယောက်သည်ကောင်းမွန်သောအဝတ်အစားကိုတက်ရက်ကြနာ အချိုးကျစွာဝတ်ဆင်လိုက်သောအခါညစွာจิตတည်ရှိ၍ကြည်မင်းကြီးဖြစ်ရသည်ဆ iam မတ်စင်ကအင်းကိုလူဟုတ်ပါကလားဟုပထမအချိန်စိတ်တွင် ဖြစ်မိ၏တို့ရတွင်မျက်နာကိုတီတီပင် ထားလိုက်သည်ထိုနေ့နှစ်ယောက်အတူ ကြောင်းတက်ကြောင်းစင်လောက်ရလေသည်ထို့နောက်နှစ်ပတ်လောက်အကြာတနင်္ဂနွေနေ့တနေ့တွင်ဗားမြစ်သည်မိမိ၏တဲကုန်၌တကားပိတ်၍အိတ်နေရာည9နာရီအထိမထသည်နှင့်မက်စင်တို့တူဦးနှစ်ယောက်သွားရောက်ကြည့်ရှုရာအပြင်ကနှိုး၍မရသည်နှင့် တကားကိုဖြစ်၍ဝင်ကြ၏အတွင်သို့ရောက်တော့ဗားမြစ်၏ကိုမ အရက်နှက်နေတကွပါဇက်ကအမြုပ်များထွက်လျက်မူးရဲ့အိမ်မောကျနေသည်ကိုတွေ့ရလေသည်ထို့အခါမက်စိန်တို့မှအန်အောချင်းဝမ်းနှင်းချင်းတို့ဖြင့်ရောလျက်မြေအများပင်ကြမိမက်စိန်စိတ်တွင်ရထပေါ်၌တွေ့ဇက်ကဘာမြစ်ဤကောင်းဆုတ်ဖွာနှင့် ရုပ်ပုံကို၎င်းစမေးပွဲကြခြင်းဤအကြောင်းကို၎င်းမိမိအိမ်သို့ရောက်မှမကြမကြာအခွင့်တောင်း၍ဖြစ်စေ ခွင့်မတောင်းဘဲနဲ့ဖြစ်စေရန်ကုန်ဘက်သို့ခဏခဏလက်သွားသည်ကို၎င်းဆက်၍ဆက်၍တွေးမိလေ၏။ gain အတော်အိပ်ပစီအရာကနှုံးမပြောမယ်။ဆို၍မတ်စိန်တို့ပြန်ခဲ့ကြ၏။၎င်းညမတ်စိန်တို့ ထမင်းမစားနိုင်ချေ။နနက်သို့ကြာကာလပမျက်နိုးသောအခါယီရီယာရာဖြစ်နေပြီလျင် တကားပစ္စည်းနေသည်ကို တွေ့ရမှအင်း ပထမနမည်ဒုတိယအင်္ဂလိပ်စာတက်တာတတိယအိုင်အီအောင်တာစတုဒ၅ရက်တောက်တက်တာပေါ်ကုန်ပြီအခု၅ကျင့်စိုးပေါ်တော့ငါကိုနှင်ထုတ်ဖို့ပဲရှိတယ်ငါတသက်မှာလောကနိဗ္ဗာန်လို့ထင်ထားတဲ့နေရာကထွက်သွားရမှာငါအစိုးရင်ဆုံးပဲဟုတွေးနေစဉ်ကိုဘမြင်လာအောင်ဟူသော အမိန့်တန်ကိုကြားရလေရာထိတ်ထက် မိုးကြိုးကြတဲ့ကဲ့သို့ပြင်းထန်တုန်လှုပ်၍အပြစ်ရှိသော တပည့်သည်ဆရာရှိမောက်သို့ရောက်တဲ့ကဲ့သို့တုန်လှုပ်သောကိုစိတ်ဖြင့်ဆရာမရှိသူရောက်လာလေသည်မဆိုင်မျက်နာမှာခါရန်ကဲ့သို့တင်းမာသောမျက်နှာထားမဟုတ်တော့ပဲညုံငယ်ပူပန်သောမျက်နာတွင်မျက်ရည်ဆန်းဆန်းဖြင့်ရှိလင်၏ကဲကိုပါမင်းကျမတော့အတော်ဝမ်းနေသွားတာပဲဒေါသလည်းဖြစ်မိတယ် ပထမတော့နှင်ထုတ်မယ်လို့စိတ်ကူးမိတယ်။သို့တော့ကျမပြုပြင်စီရင်ပေးလို့အတော်နေရာကြလာမှမလုပ်ရတာနဲ့ရှင့်ကိုချိန်ပေးမယ်။ကဲဒီအရက်တောက်တဲ့အကျင့်ကိုဖျက်မလား။ဒီအိမ်ကထွက်သွားမလား။တခုခုရွေးပြီးတော့ဘာမြက်ကနှင်ထုတ်တော်မည်ဟုတထက်ချယုံကြည်ထားရာယခုရွေးရှယ်ဖို့အတွက်အချိန်ပေးသူကိုများစွာကျေးဇူးတင်လျက် အားတက်ပြီးကနှုတ်မလေးပဲကျွန်တော်အရက်တောက်တဲ့အကျင့်ကို ပြင်ပါမယ်ဟုဝန်ခံလိုက်သည်တို့တို့ဝန်ခံပြီးတော့လဲနှစ်နဲ့သုံးနှစ်မြဆွဲလန်းခဲ့တော့အကျင့်စိုးကိုတင်းတော့မဖြတ်နိုင်ချေစိတ်ကိုတင်းပါတော့လဲခொနည်းအခန့်အကြာ၌အရက်ဆိုင်ဘက်သို့လှည့်မိ၍နောက်ခொနည်းအခန့်အကြာ၌အရက်ဆိုင်ဤသို့ရောက်မိ၏ နောက်တစ်ပတ်၌ဆိုင်တွင်သို့ ရောက်ပြီးမှ စိတ်ကိုတင်း၍ထွက်ခရ၏မကြမီအရေးဤဘေးရန်ကို ခုခံနိုင်တော့မည်မဟုတ်ကြောင်းသိရသည်တို့ရတွင်ဘာမြစ်တို့မတ်စိန်တို့ဤကုသိုလ်လှို့ဆော်လာသည်လားမသိရတနေ့၌ဘာမြစ်သည်ကျောင်းတွင်ငားရ၌မြမစာဘာသာဆင်း၍ပြလေသည်ဘာမြစ်သည် စာသင်လိုသောစိတ်မရှိသည်နှင့် အတန်းသားတို့အားမြန်မာစာစာစီစာကုန်းရေးစီ၍ဘာအကြောင်းဟု၍ပင် တွေးမရသည်နှင့် မင်းတို့အခုနှစ်ရက်သုံးရက်အတွင်းတွေ့ကြုံခဲ့တဲ့မှတ်သားစရာတစ်ခုခုဘာဖြစ်ဖြစ် စာစဲကျောင်း15ကျောင်းလောက်ရေးချင်တာရေးဟုမသိမချပင် ခန့်နေသည် အချိန်စိတ်၍စာစီစာကုန်းစာအုပ်တို့ကိုစု၍အိမ်တို့ယူခဲ့၏ ညအခါ၌ပြင်းရန်ဟု ကြည့်ရှုရာ သုံးလေးဥပ်အပြည့်တွင်လာလာဆိုသော မိန်းကလေးတယောက်၏စာစီစာကုန်းတို့ ရောက်သွားလေသည်ထိုစာကားအောက်ပါအတိုင်းဖြစ်သည်အရသမားကြီးအကြောင်းကျမတို့အိမ်ဤတွင်အရသမားကြီးတယောက်ရှိ၏မနေ့ကသူသည် အလွန်အရမူးလာပြီးလျှင်မရရောကလေးတွေကိုရောကျိန်လုံးနှင့်ရိုက်လေသည် ကျမဖြင့်အင်မတန်ကြောက်၍အသားများတောင်တုံမာသည် လူပြည်မှာယက်သမားတွေသည် အမိုက်ဆုံးဖြစ်သည်အယူဆုံးလည်းဖြစ်သည်ထိုလူကြီးမှာအဝတ်စားကိုပဲမနိုင်ပဲမုန်းစရာကြီးကြောက်စရာကြီးယွန်စရာကြီးဖြစ်ပါသည် ကျမဖြင့်အယက်သမားအိမ်အနားမှာမနေပါရစေနဲ့အမျိုးထဲမှာအယက်သမားမရှိစေနဲ့အယက်သမားဖေအယက်သမားမောင် အယက်သမားလင်အယက်သမားတာမရှိစေရဟူ၍ဖျားရှိမှာစူတောင်းမိပါသည်ဘာမြစ်သည်မြမစာပေကိုအတန်လိုက်စားသူဖြစ်၍စာပေကျန်းကန်တို့၌အရေး၏အပြစ်မျိုးမျိုးကို တွေ့ဘူးလာလေသည်ဆရာသမားဘုန်းကြီးတို့ကဟောပြောသည်ကိုလည်းနားခဲ့ရလေပြီမိမိ၏မြင့်မြင့်အယက်သမားကိုယ် ပျက်စီးကြသည်ကိုလည်းတွေ့ခဲ့ရဘူးလေပြီမိမိကိုယ်တိုင်ဘယ်ထိပျက်စီးသွားသည်ကိုလည်းကိုရိဖြစ်တော်သည်ဤသို့အမျိုးမျိုးကြားဘူးပါတော့လဲတရားမကြနိုင် အမြင့်မပြတ်နိုင် ဖြစ်ခဲ့၏ယခုငါးရန်းသူ အသက်၁၂နှစ်အရွယ်ကောင်းမကလေးဤရေးသားချက်ကို တွေ့မြင်ရသောအခါကြွချင်းကြား၍လာမသိရဗမမြင့်ဤနှလုံးကိုများစွာထိခိုက်လေသည် ထိုလူမမဲတငယ်မသည်မိမိစိတ်တွင် ဖြစ်ပေါ်လာသည်မြအယုကံတက်တက်ဖြင့်ရေးခြင်းကြောင့်ထိုသို့ထိခိုက်လွယ်သည်ဟုထင်မှတ်เสียရှိသည်ဤသို့လူမမဲတငယ်မလေးကရိုးရိုးလွယ်လွယ်ဖြင့်ရေးအပ်သောစာတို့သည် ရှေးကဗားမြစ်ကြာဘူးတွေ့ဘူးသောအချက်လက်တို့ကို လွှမ်းမိုး၍ဗားမြစ်ကို ပိုင်ပိုင်နိုင်နိုင်ကြီးစုံမလိုက်လေတည်းဗားမြစ်သည် ထိုစာကို အခေါက်ခေါက်အခါခါဖတ်၍အင်းငါကြွတ်ချိန်ကြပြီဒီကလေးမလေးပြောသလိုပဲငါဟာယွန်းစရာကောင်းကြီး မုန်းစရာကောင်းကြီး လူမိုက်ကြီးပဲ ကိုင်းတော်ပြီပြက်ပြီ ဟုစိတ်ဖြတ်၍၎င်းစာအုပ်ကိုရင်ဘတ်ပေါ်မှတင်လျက်ထုံညအိပ်ပျော်ခြင်းသို့ ရောက်လေသည်တည်းထို့သူ မတ်စိန်နဲ့လှလာတို့ဤဆေးဖြင့်အရဲ့ယောဂါကိုမြစ်ဖြတ်လိုက်ပြီးနောက်တလခန့်အကြာတွင်ဗားမြစ်ဤမိဘတို့သည်ကျောင်းဆရာဤစင်းတွင်ဗားမြစ်နမည်ကို တွေ့သည်နှင့်စုံစမ်းမေးမြန်း၍မတ်စိန်တို့အိမ်တို့မိဘနှစ်ပါးရောက်လာလေသည်ဗားမြစ်ကတဲကုတ်တွင်အိမ်နေသည်မတ်စိန်သည် စီတန်းကားကြီးနှင့်တခန့်တနာရောက်လာသောဧည့်သည်နေရာကို အံ့အားသင့်စွာဖြင့်ကြည်ပြီးမှထိုင်ပါနေပါစသဖြင့်အဲ့ဝတ်ပြရ၏ဘယ်ကလဲရှင်ကိစ္စများအထူးရှိတော်မူသလားကျုပ်တို့ကရန်ကုန်ထဲကပါဟုတ်ကဲ့ကိစ္စကတော့ဆက်မရဲ့အိမ်မှာကျုပ်သားတယောက်နေတယ်ကြားလို့ပါနမယ်ကမောင်ဘမြဲတဲ့အော်ကိုဘမြဲမိဘများလားဟုတ်ကဲ့ရှိပါတယ်ရှင် ကြားတာဝမ်းသာပါတယ်ဆရာမရဲ့ကျုပ်တို့ကကုံတယ်ပွဲစားပါပဲကျုပ်သားကလေးကြောင်းမှထားရတာအိုင်လေအောင်ပြီးရောဘီအတန်းအတက်မှာအပေါင်းသင်ပြတ်တာနဲ့ပဲအတော့စားဆွဲပြီးအကြံလဲပြစ်စာမေးဝတ်လက်ကြအားလုံးပြည့်စည်သွားတော့တာပဲလीကျုပ်တို့လည်းစိတ်ပြစ်ပြီးသူ့ကိုအိမ်ကနှင်းလိုက်တယ်ပဲဆိုပါတော့မအိမ်မှာတော့အဲ့ဒီလွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကစပြီးမြေးဆက်လက်နေဟာအဲအခုကြုံကြနေတာသာကြည့်တော့အဲ့ဒါအခုဆ iam မနဲ့တွေ့လို့ကဲဆယ်ထားတာကြားတာနဲ့အင်မတန်ဝမ်းမြောက်ကျေးဇူးတင်ပြီးရောက်လာကြတာပဲဆ iam ရဲ့ကဲသူ့ကိုတွေ့ပြစေသူ့အမေကတွေ့ချင်လာပြီမြင်တဲ့အတိုင်းပဲဟုတ်ကဲ့ရှင်ကျမခေါ်ပေးပါမယ်ဆို၍တဲကိုသူစင်ကြီးဘောင်မြစ်ကို နှစ်နှစ်ခြားခြားအိတ်နေရာမှလက်ဖြင့်ပုံနှိုး၍ဝရဝါရာရှိနေစဉ်ရှင့်ကိုဟိုရင်ရှင့်အဖေနဲ့အမေလိုက်လာတယ်အဲအဲ့ဒါတခါတည်းလိုက်သွားဖို့အဝတ်အစားတွေပါထုတ်ယူခဲ့တော့ဘဲနဲ့အဖေတို့အမေတို့လိုက်လာတယ်နေပါဦးကျွန်တော်သူတို့နောက်လိုက်သွားဖို့အဝတ်အစားတွေထုတ်ယူခဲ့ရမှာကဘယ်သူကဘာပြောလို့လဲဘယ်လိုစီမံလို့လဲ ြောလို့တော့မဟုတ်ပါဘူး။လို့ပေမဲ့အဖေမေးဆိုတာအမျိုးရင်းကြီးရှိသေးတယ်လေ။ဒီတော့ရှင်လိုက်တော့မှာပေါ့။ခမားကြီးအင်မတန်စကားများတယ်။ရှာရှိတယ်။သွားပါဗျာ။ပြောပါစေ။ကျွန်တော်မလိုက်ဘူးဆို။အလိုမလုပ်ပါနဲ့တော့ကိုယ့်အကူသွားပြောပါ။ကျမကိုတမျိုးထင်နေအောင်မေ။ဤသို့စကားဆိုနေကြစဉ်မဆောင်နိုင်သောမိခင်သည်တဲကိုယ်သို့လိုက်ခဲ့၏။ မြင်တွေ့ကြလင်ပင်လူလေးတားလေးဟုဆိုမိကတားကိုပွေဖက်လေတားမှာလဲမြည်ရသွဲဖြားနဲ့မိခင်ဤယူရသောပွေဖက်ခြင်းကိုခံနေလေတားမိဖက်၍ငိုယိုနေကြစဉ်မတ်စိန်သည်အိမ်သို့ပြန်ခဲ့၍အတော်နဲ့ဘာမြင့်ဤဖခင်ကိုစကားပြောနေစေ၍မိမိကား အခန်းတွင်သို့ဝင်၍အိယာ၌လဲပြီးလင်အမျိုးစုံတွေ့၍နေလေသည်။ဗာမြတ်တို့တာမိတာဖစုံကြသောအခါဖခင်ကဆ ảy ၍"ကိုင်းမင်းအင်ကိုလိုက်မယ်မဟုတ်လား။ကျွန်တော်တယောက်တည်းမလိုက်နိုင်ဘူး။ကိုဗာမြင့်စကားကိုမတ်စင်သည်အခန်းတွင်ကကြားသောအခါထိတ်ခနဲဝမ်းသာသွားသည်" ဖိုးကြီးကရေ၍ဘဲနဲ့လေရှင်မဟုမေးလိုက်သည်ကျုပ်ကတော့အစာထဲကတပိုင်းတည်ပြီးသားပဲကျုပ်တို့မွေးထုတ်လိုက်တာတော့ဟုတ်ပါရဲ့အခုဆီယမကဒုတိယလူဖြစ်အောင်လုပ်ပြီးတော့သူလဲကျုပ်တို့ဆိုင်တယ်လို့ဆိုင်တာပါပဲဘာပဲဖြစ်ဖြစ်ကျုပ်သားချမ်းသာတယ်လို့နေစေနေပါစေကျုပ်ကလည်းမနေရဘူးမပြောပါဘူးဗျာကဲလေဘာပဲဖြစ်ဖြစ်အိမ်တော့လိုက်ခဲ့ဦး မင်းဆီယမကိုလည်းအလဲဘက်ခေါ်ခဲ့ပေါ့။ဘာမြတ်တို့အိမ်မှာခြံကြီးဝန်းကြီးနဲ့အတန်ခမ်းနားကြီးကျယ်သောအိမ်ကြီးဖြစ်၏။ဘာမြတ်တို့မိဘမှာကြွေဝါသောသူများဖြစ်ကြ၍အရာရာလိုလေသည်မရှိ ပြည့်စုံကြသည်။တို့များကြီးကျယ်ခမ်းနားသောအခြေအနေကိုမြင်သောအခါမတ်စိန်သည်ဘာမြတ်အားရေခတ်ခြင်းရေလောင်းခြင်းဈေးသွားခြင်းစသည်တို့ကို ပြုစီမိသည်များ တွေး၍အာနာမိ၏ညစာစားတော့ပြီးကြတော့အခါဘွဲစားကြီးကစ၍ကိုင်းမဆိန်ရေဆုံးကုန်းတဝက်ဆိုသလိုကျုပ်သားကိုမဆိန်တဝက်ဆိုင်နေဆိုရမယ်ကြံတွက်ကိုလည်းကျုပ်တို့ကကြည်ကြည်သာသာမဆိန်ကိုယုံကြည်စိတ်ချပြီးပုံအပ်လိုက်ပါတယ်ထို့အခါဘွဲကတော်ကြီးကဝင်းတက်၍အစစ်မထဲတော့လားရှင်မေးလိုက်သည် ဲနဲ့ပွဲကြော်ရဲ့အစစ်မထဲပဲရှိပါမလားအစစ်ကလေကျုပ်တို့ရှိတဲ့ပစ္စည်းအကုန်ပေါ့ဗျထိုစကားကို ကြားသောအခါဘားမြစ်ပင် အတန်အံ့ဩသွား၏ထို့နောက်မဆိန်တို့သည်ဘားမြစ်တို့အိမ်တို့ပြောင်းရွှေ့ခဲ့ကြ၍အင်းစိန်ကခြံကို အချင်းမပြတ်ထားခဲ့ပြီးတနင်္ဂနွေနေ့တိုင်းခြံသို့ထွက်လာကြလေသည်ကျွန်ုပ်သည်ထိုဆရာလင်မယားနှင့်တွေ့ဆုံကြ၍ ၎င်းတို့ကို၎င်းတို့၏အကြောင်းကိုသိရသည် မောင်ပမြစ်သည်လှလာဤစာကိုစာအုပ်ပါတောင်းယူ၍တရုတ်တေသိမ့်စီထားသည်လှလာကိုဂျေဆုဆက်သည့်အနေဖြင့် မောင်ပမြစ်တို့သည်ဒုကလိမဤပညာသင်စစ်ကိုထောက်ပံ့ခဲ့သည်မှာယခု BA အောက်တန်းသို့ရောက်လေပြီ မနေ့တနေ့ကပင် ကျုပ်ကိုဖိတ်ခေါ်၍အင်းစိန်က ခြံအင်္ဂလိပ်သို့ရောက်ခရ၏ထိုနေ့၌ဗာမြတ်တို့လင်မယာဘွဲစားကြီးလင်မယာလှလှကျွန်တော်ပါ6ရောက်တွေးဆွန်ကြသောအခါများစွာပျော်ရွှင်ကြ၏ကျွန်ုပ်သည်ထိုစိတ်လက်ချမ်းသာသောလူတတိုက်ကိုမြင်ရသဖြင့်အကယ်၍မောင်ဘမြတ်သာအရက်ရန်သူကိုမခုခံနိုင်ခဲ့ပါလျင်ထိုကျေးဇူးတရားတို့မှဆုံးရှုံးလျာ၏ဟုတရားကြမိသဖြင့် ဤကိုယ်ရွေးထုလေးကိုရေးလိုက်ရပေသည်